I love you. L D 저러룹 유바라이게 봐. အခုဖြစ်ပြနေတဲ့အကြောင်းတရားတွေအားလုံးအားလုံးဟာဒီဂါတ္တာကာလကိုပေါ့နော်ဂါတ္တာကာလကိုရောက်လာတဲ့အခါပါဟိုကောင်းကောင်းတည်ကျွမ်းလာကြပြီအခုခင့်ရဲ့ပုံစံအရာခင့်ရဲ့အနေအထားအရာတမတော်သားတွေဟာတည်စရာမလိုဘူးဒီခင့်ရဲ့ပြောင်းလဲခြင်းပေါ့နော်ခိရဲ့ပြောင်းလဲခြင်းရာခိစနစ်ရဲ့ပြောင်းလဲခြင်းရာ တက်မတော်သားတွေဆိုတာကတီးစရာမလိုတီးစရာမလိုအခုမြန်မာနိုင်ငံမှာတက်မတော်သားတွေဒီတေနေတယ်ခရင်ပြည်နယ်မှာတေတယ်ကြားပြည်နယ်မှာတေတယ်ကချင်ပြည်နယ်မှာသေးတယ်ကချင်ကရကရင်ချက်ပမာမော်ရခါချက်တိုင်းနယ်ပြည်နယ်၁၄ခုမှာသေးတယ်ဆိုတာအဲ့ဒါလွဲနေတယ်တခုခုလွဲနေတယ်အုတ်ချုပ်သူအရေးချင်းမရှိလို့เนาะအုတ်ချုပ်သူအရေးချင်းမရှိလို့တက်မတော်သားတွေသေးနေရ ်နော်အဲ့တော့ကျွန်တော်တို့ကဒီပြည်သူလူထုကပေါ့နော်ဟိုအပြည်သူလူထုကဒီနွေဦးတော်လိုင်းဖြစ်သွားတဲ့အခါမှာစင်ကာပူရောက်တဲ့သူတွေကလည်းစင်ကာပူနိုင်ငံမှာရှိနေတဲ့ဒီသူတို့ရဲ့အစိုးရနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးလေ့လာကြတယ်။ထိုင်းမှာရှိနေတဲ့ထိုင်းအောင်ရွှေမြူမာတွေဆိုတာလည်းထိုင်းနိုင်ငံမှာရှိနေတဲ့စစ်တပ်ရဲ့အုပ်ချုပ်ပုံတွေကိုအကုန်လုံးလေ့လာကြတယ်။အဲ့လိုပဲမလေးရှားနိုင်ငံမှာနိုင်ငံတကာအသီးသီးကိုရောက်သွားကြတယ်မြန်မာပြည်နိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးကလည်း နိုင်ငံတကာအသီးသီးမှရှိနေတဲ့အဲ့ဒီမှာရှိနေတဲ့စစ်တပ်အကြောင်းတရားတွေအကုန်လုံးလေ့လာတယ်။ဘာကြောင့်လဲ။ဘာကြောင့်လေ့လာကြတာလဲဆိုတဲ့အခါကျတော့အော်ပြည်သူအုပ်ချုပ်ရေးကိုသွားမှဖြစ်တယ်။ပြည်သူကာကွယ်ရေးခေတ်ကိုသွားမှလည်းဖြစ်တဲ့အတွက်ကြောင့်ဆိုတော့အကုန်လုံးကအဲ့လိုမျိုးတွေအကုန်လုံးကလေ့လာကြတယ်။အသီးစိတ်လေ့လာကြတာပေါ့နော်။အားလုံးလေ့လာကြတယ်။အဲ့တော့သူများနိုင်ငံမှာရှိနေတဲ့စစ်တပ်တွေပြည်သူနဲ့ဘာကြောင့်ရရမဖြစ်တာလဲ။ပြည်သူနဲ့ဘာကြောင့်စကားမများတာလဲ။ ဒါတွေကမေးကိုမေးစရာအကြောင်းဖြစ်လာပြီနော်ပြီးတော့မြန်မာနိုင်ငံမှာရှိနေတဲ့တပ်မတော်သားတွေကဘာကြောင့်သိရတာလဲနော်ဘာကြောင့်သိရတာလဲဘာကြောင့်ကြာဆောင်ရတာလဲကျွန်တော်ပထမအပိုင်းမှာနော်ပြောခဲ့တဲ့စကားလုံးလေးရှိတယ်မြန်မာနိုင်ငံမှာလည်းစစ်မှုမထမ်းမနေရဆိုပြီးခေါ်တယ်ထိုင်းမှာလည်းစစ်မှုမထမ်းမနေရဆိုပြီးတော့မှ မခေါ်ဘူးထိုင်းမှာကြတော့ဘယ်လိုပုံစံခေါ်တာလဲဆိုလို့ရှင်ထိုင်းမှာမဲနိုင်ရမဲပေါက်မှာစိတ်မှုထမ်းလာကွာတယ်နော်ကွာတယ်နော်ပေါ်တာတွေပိုင်းမဆွဲဘူးခူးကြောင့်ခူးဘက်အလုပ်တွေသူတို့မလုပ်ဘူးသဘောပေါက်လားမသိဘူးနော်ပေါ်တာတွေပိုင်းမဆွဲဘူးခူးကြောင့်ခူးဘက်မလုပ်ဘူးကျွန်တော်တို့ကရှင်းကြည့်တယ်ဟိုဘက်နိုင်ငံနဲ့ဒီဘက်နိုင်ငံနဲ့ဘာကွာချားမှုတွေရှိတယ်လဲဆိုတဲ့အရာကိုအမြဲတမ်းကြည့်အဲ့တော့ထိုင်းမှာကြတော့ မဲပေါက်မှာစစ်မှုထမ်းရမလီအဲ့ဒါကိုသူတို့ပြောနေမြန်မာနိုင်ငံမှာကြတော့မဲမပြောနဲ့စစ်ထဲဝင်ရမယ်ဆိုရင်တော့အားလုံးစိတ်ညစ်နေကြပဲနော်ဘာဖြစ်လို့စိတ်ညစ်တာလဲဆိုတဲ့အခါကြတော့မြန်မာနိုင်ငံမှာရှိနေတဲ့တပ်မတော်ကိုစီမံကိုကဲနေတဲ့အထက်အလူကြီးတွေတီး တိုင်းသားတွေနဲ့လည်းမတည့်ဘူးပြည်သူလူထုနဲ့လည်းမတည့်ဘူးနောက်ဆုံးသူတို့အချင်းချင်းတည့်လာဆိုတော့သူတို့အချင်းချင်းလည်းမတည့်တော့အဲ့ဒီအနေထားတိရောက်တယ်အဲ့မြန်မာနိုင်ငံမှာခုဟင်အဲ့ဒီအနေထားတိကိုဖြစ်နေ နော်တိကျပြန်စဉ်းစားပါအဲ့တော့အကျမ်းမစစ်ကောင်စီကအဆုံးရောက်တာယူယူရောက်တာမဟုတ်တော်တော်ကိုရောက်တာလူစိတ်ကင်းမဲ့တဲ့ဒီရောက်တာနော်အဲ့တော့သူ့ရဲ့လက်ထက်မှာအာကုသူတွေကြီးပဲလာတယ်ဘာဖြစ်လို့အာကုသူတွေကြီးပဲလာလဲသိလား သူကိုယ်တိုင်အကုသို့ကောင်းရင်ဖြစ်နေလို့လူသားမဆန် အတ္တကြီးလို့အကူကောင်းဆန်လို့မရောက်လာသူသားသမီးဆိုအရန်ချမ်းသာသွားတယ်ဒီအာနာသိင်းချင်းကြောင့်ဒါပေမဲ့မှတ်ထားပါသူတို့တွေဒီဒီတိုင်းထွက်လို့မရအောင်ပြည်သူကလည်းအကုန်စောင့်ကြည့်နေကြတယ် ိုင်းဆောင်ကြည့်ကြ음အာဒီလိုမျိုးလူတွေကအင်မတန်ကိုကြောက်စရာကောင်းတယ်အဲ့တော့ခင်ရဲ့စနစ်ရတမတော်သားတွေကစစ်တိုက်စရာတော့မလိုတဲ့ခေထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာရှိနေတဲ့ဒီဟိုဟာပေါ့နော်စစ်တပ်ကိုကျွန်တော်တို့လေးလာကြည့်လိုက်တဲ့အခါမှာ ြည်သူနဲ့ရံဖြစ်တာမရှိဘူးပြည်သူနဲ့စကားများတာမရှိဘူးเนาะထိုင်းနိုင်ငံမှာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းအကုန်ရှိတယ်ထိုင်းနိုင်ငံလို့ပြောလို့မြန်မာနိုင်ငံသားမရှိဘူးမပြောမနေနဲ့ထိုင်းနိုင်ငံမှာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှမ်းရှိတယ်အခုဆိုလို့ရှိရင်မြန်မာပြည်သူပြည်သားတွေဘယ်လောက်လဲခုနှစ်သန်းတိရှိတယ်ထိုင်းမှာเนาะမြန်မာနိုင်ငံမှာအခုလေရန်ကုန်မုံရင်ငှားလိုက်ရတယ် နော်ပတိမုံဟင်းကလည်းရတယ်ထိုင်းတဲ့ကံမှာအခုနော်ပြောပြမယ်နော်အားလုံးဘူးသူတနေတယ်အခုထိုင်းတဲ့ကံမှာပါလဲရန်ကုန်မုံဟင်းကလည်းရတယ်ပတိမုံဟင်းကလည်းရတယ်နော်မန္တလေးပါလဲပါလဲရွှေတောင်မုံတီတီလည်းရတယ်အစုံမဲဘိန်းမုံရတယ်အခုပြီးတော့ထိုင်းတဲ့ကံမှာအခုဘာတွေထက်ရသေးလဲနော်မြမယိုးရအစားစားအော်လက်ဖိရီ ရတယ်ဟောင်းနေတာပဲအခုလက်ဖေးရတယ်အခုတိုင်းမှာဒုမြင်မာတွေတော်တော်ကြီးစိုးတယ်နော်ဟိုအားလုံးနော်အလောက်တီကိုဖြစ်နေတာအဲ့တော့တိုင်းမှာကချင်ကရကရင်ချင်းဗမာမုန်ခိုင်ချင်းရတယ်အော် ဟိုကချင် ကချင်အစားစားတွေလည်းရတယ်။နော်ကချင်အစားစားတွေရတယ်။အကောလုံးဘတ်ပေါင်းဆိုထိုင်းနိုင်ငံမှာရတယ်အစားစားတွေ။ဘိတ်ကက်ကြီးကြိုက်လည်းရတယ်။နော်ဟိုရန်ကုန်မှာရှိနေတဲ့အင်းရဲကိုရောက်သွားသူကိုခံစားရမဲ့စိုက်မျိုးတွေလည်းရှိတယ်။ဗပောင်းစုံထိုင်းမှာတော်တော်လေးကိုတိုးတက်လာတဲ့အခု အဲ့ဒါမျိုးအဲ့တော့ထိုင်းမှာကချင်ကရကရင်ချင်းဗမာမော်ရကန်ရမ်းရှိတယ်နော်ထိုင်းမှာလည်းစစ်တပ်ဟွာပဲဒါပေမဲ့ပြည်သူနဲ့ရံဖြစ်သလားရံမဖြစ်ဘူးမြန်မာနိုင်ငံမှာအချမ်းမစစ်ကောင်စီကပြည်သူနဲ့ရံဖြစ်နေတယ်တိုင်းဒေသတွေနဲ့သူရံဖြစ်နေတယ်ပြီးတပ်မတော်သားတွေကိုသူတို့တွေဒီအတုံးချတယ် ခုတော့လောက်တယ်9နှစ်တောင်လုံးရှိခဲ့ပြီလေသူဖြက်စီးနေတာအဲ့တော့တမတော်ကိုလည်းသူတို့ပဲဖြက်စီးနေတာဒီခရိုနီတွေအာနာရှင်တွေဒီမင်းအွန်လိုင်းတို့အုပ်စုတွေအကုန်သူတို့ဒီတစားတွေအကုန်ဖြက်စီးတာအတွေးခေါ်တွေရာစာအကုန်ဖြက်စီးပလိုက်ဘလောက်အတကြီးတော်သူများဘလောက်လူသားမဆန်တော်သူများဘာလို့လဲကျွန်တော်တို့ဒီနေ့ဒီအချိန်မှာပြည်သူ့ဘက်တော်သားတွေဒီကြောင်ပြောလာတယ်တိလားစီရီယမ်နေလဲပြည်သူတွေ တာဝန်ယူခဲ့တယ်နော်စီဂျမ်မီလည်းပြည်သူလူထုတွေတာဝန်ယူခဲ့တယ်နောက်အလင်းဝင်လာတဲ့လူတွေလည်းပြည်သူလူထုတာဝန်ယူခဲ့တယ်ရှေ့တန်းမှာဒဏ်ရာရရဲဘော်တွေလည်းပြည်သူလူထုတာဝန်ယူတယ်ပြည်သူကတာဝန်ယူတာအများကြီးပဲပပေါင်းဆုံးအဲ့တော့ဒီနေ့ဒီချိန်မှာပြည်သူကအဲ့ဒါလေးတွေအကုန်လုံးပြောတတ်သွားပြီအကြမ်းဖက်စစ်ကောင်စီကဘာတာဝန်ယူမှုဘာတာဝန်ခံမှုမှမရှိနော် ိုင်းမှာလည်းအခုစစ်တပ်တဲဝင်လို့ရှင်လေဟိုဟာနော်မေးကြည့်နော်ထိုင်းမှာစစ်တပ်တဲဝင်တဲ့အခါကြလို့ရှင်အိုးထိုင်းစစ်တပ်တဲဝင်တဲ့အခါကြလို့ရှင်သူတို့တွေဒီထိုင်းကပျော်နေကြတယ်မြန်မာနိုင်ငံမှာစစ်တပ်တဲဝင်တာပြဿနာတွေတက်တယ်အများကြီးပဲပြည်သူတော်မှမဝင်မှုတော့ကိုဟန်တာနေလွဲမှားတော့အရာတွေဖြစ်နေလို့ အဲ့လိုမျိုးအဲ့လိုမျိုးအဲ့တော့ဒီအကြမ်းဖက်စက်ကောင်စီတွေကမကြခင်ဇက်သိမ့်ပါလိမ့်မယ်အခုရွေးကောက်ပွဲလုပ်မယ်အမြန်လောင်းပြည်သူ့ဘက်တော်သားတွေဒီနေ့သိရင်ဒီနေ့ရတယ်ကျွန်တော်ကအဲ့လိုမျိုးကိစ္စတွေသိမ့်မပြောဘူးကျွန်တော်တချို့တော့အရာတွေကိုမပြောနဲ့အုတ်ထူကြီးပိုင်းအောင်အတီးကပြောပါ နော်အဲ့တော့အမြန်လမ်းပိတ်လိုက်လို့ရှိရင်တော့ဒီပွဲဒီတက်တော်ပို့တော့မြန်လာအောင်ပဲနော်ဒေါ်လာရင်ဘတ်တော်သူဘတ်တော်သားတွေအားလုံးရေစွမ်းတက်တည်အပြည့်ရှိကြပါအကြမ်းစစ်ကောင်စီရဲ့ဏီကုံတို့ဟာပို့ပြီးဤတဲ့ဤလာပြီလို့ပဲပြောပြချင်ပါတယ်နော်ပြည်သူတွေအားလုံးသဘောပေါက်ပါတယ် နော်အားလုံးသဘောပေါက်လာပြီတပြေးပြေးနဲ့ပို့ပြီးသဘောပေါက်လာပြီလို့ပြောပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်